2025ခုနှစ်ဧပြီလကမှအမေရိကန်နဲ့ယမန်ရှိဟူတီများကြားတိုက်ပွဲများပုံမဆိုးဝါးလာခဲ့ပါတယ်။မဆာအလက်ဂရဲကအမေရိကန်စစ်တပ်ကယမန်မှာ လေကြောင်းတိုက်ခတ်မှု800ကျော်ပြုလုပ်ခဲ့ပါတယ်။ဆိုပါတိုက်ခတ်မှုတွေဟာဟူတီများထိန်းချုပ်ထားတဲ့နယ်မြေများကိုထိမှန်ခဲ့ပါတယ်။စစ်စင်ရေးကို Operation Rough Rider လို့ခေါ်ပါတယ်။၎င်းရဲ့ယမန်ချက်ကပင်လယ်နီနဲ့အေဒင်ပင်လယ်ကွင်းမှာရှိတဲ့တင်းမောတွေကိုတိုက်တိုက်ခတ်ရန်ဟူတီတွေရဲ့စွမ်းအားကိုရှော့စစ်ဖို့အတွက်ဖြစ်ပါတယ်။ Hu die ganzzo Mohammed El Bu Kadia hu die lo sam ma teta ya si u Pibare hu di taka ye da ma si tan jo go si ta ya sen de pin ni bilo tu ga pyo bare tu de pyin American ne la gao ya Mohammed u taika ya kala cha si zwa tai pwe a twet pyin sin tha chang hu di ganzzo ga pyo bare Gaza kan mo de da go taika mu ri yat tan do le a thi hu di re ga se le ta he to me lo El Bu Kadia ga pyo bare နေကြံရေးသဘောတူညီချက်ကိုအကောင့်ထဲပေါ်စစ်ခြင်းနဲ့ဂါဇာကမ်းမဒေသကိုတိုက်ခတ်မှုရပ်တန့်ပြီးသဘောတူညီချက်အသက်ဝင်တဲ့အထိကျွန်တော်တို့ရဲ့စစ်ရေးစစ်စင်ရေးတွေကိုရပ်တန့်သွားမှာမဟုတ်ဘူးလို့သူကပြောပါတယ်။ရမမာမေကန်ရဲ့တိုက်ခတ်မှုများကြောင့်ဦးတီတွေကပြန်လည်တိုက်ခတ်မယ်ဟုအယ်ဘူကာဒီကပြောကြပါတယ်။ကျွန်တော်တို့တွန်းမြင့်လာတာနဲ့တွန်းမြင့်ခြင်းတို့ကိုတွေ့ကြုံရလိမ့်မယ်လို့သူကပြောပါတယ်။ဆိုလိုချင်တာကအမေရိကန်က၎င်းရဲ့တိုက်ခတ်မှုကိုတွန်းမြင့်ပါက ။ဟူတီတို့ကလည်း၎င်းရဲ့တိုက်ခိုက်မှုကိုတိုးမြင့်လာမယ်လို့ပြောပါရယ်။ဟူတီတွေကနောက်ထပ်တိုက်ခိုက်ရေးသမားများကိုစုဆောင်ဖို့အတွက်တိုးပန်းခဲ့ကြပါရယ်။2025ခုနှစ်မှာ၎င်းရဲ့တိုက်ခိုက်ရေးသမား3000ပဲရှိပါရယ်။2020နှစ်မှာ2300တောင်းတိတိုးတက်လာခဲ့ပြီးတော့2025ခုနှစ်မှာ၎င်းရဲ့တိုက်ခိုက်ရေးသမား3သိန်းခွဲခန့်ရှိပါရယ်။ဒီနံပါတ်ကဆက်လက်ပြီးတိုးတက်နေပါရယ်။အမေရိကန်ကသူတို့ရဲ့ပြင်းပြင်းထန်ထန်ဗုံးကျဲနေပေမဲ့ဘူတီတွေကတော့လက်လျှော့မှာမဟုတ်ပါဘူး။ တင်းတင်းတင်းမော USS Harry S. Truman အပါအဝင်အမေရိကန်ရေတပ်တင်းမော်တွေကိုတိုက်ခိုက်ခဲ့တယ်လို့သူကပြောပါတယ်။ဂျာမန်မှာတိုက်ခိုက်မှုအလုံးရပ်တန့်သွားတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်းသူတို့ကပြောကြပါတယ်။အရသာတည်ဆုံမှုတွေလည်းအများကြီးရှိခဲ့ပါပြီ။ဂျာမန်နိုင်ငံစာသားပြည်နယ်မှာရှိတဲ့ဟူတီများထိန်းချုပ်ထားတဲ့အချင်းတော်တခုကိုအမေရိကန်လေကြောင်းကတိုက်ခိုက်မှုတခုပြုလုပ်ခဲ့ကြောင်းသိရှိရတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်အာဖရိကရွှေပြောင်းနေတဲ့68ဦးထက်မနည်းတည်ဆုံပြီးတော့ ၄၂ခုနှစ်ဦးတရားရရှိခဲ့တယ်လို့ဟူဒီတင်းရင်းမြစ်တွေကပြောကြပါတယ်။ယခုတက်ခတ်မှုကိုအမေရိကန်စစ်တပ်ကစုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ကမ္ဘာတဝန်းမှာရှိတဲ့နိုင်ငံအများပြားမှာပြပြခဲ့တာတွေလည်းဆွေးနွေးကြပါတယ်။အခြေအနေတွေဒီလောက်ဆူဆူဝါးဝါဖြစ်နေပြီလဲဆိုတော့ပြည်ရင်ကအခုတိုက်ပွဲမှာအမေရိကန်ကိုကူညီနေပြီဖြစ်တယ်။ပြည်ရင်တော်ဝင်ဒေတာကယမန်မြို့တော်စာနာအနီးမှာရှိတဲ့နေရာတွေကိုဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဆိုပါနေရာတွေကိုဒရုန်းများတိစောက်ရန်အသုံးပြုတယ်လို့ဆိုပါတယ် Daha Operation Rough Rider မှာ UK ကအမေရိကန်နဲ့တိုက်ရိုက်ပူးပေါင်းတာဖရာဥဆုံးချင်းဖြစ်ပါတယ်။ဒီပြည်ပကဒေတာတွင်းတွေကိုပိုဆိုးစေပါတယ်။လူအများက၎င်းကအချမ်းဖက်မှုနဲ့ဒုက္ခများပုံမှုဖြစ်ပေါ်စေမယ်လို့ဆိုရင်ကြပါတယ်။ကုလသမဂ္ဂနဲ့လူအခွင့်အရေးဖွဲ့တွေကတော့အရသားတွေကိုအကောက်အကွယ်ပေးရန်နဲ့တိုက်ပွဲများရပ်တန့်ရန်နှစ်ဖက်စလုံးကတောင်းဆိုနေကြပါတယ်။ဒေါနိုကနောက်ထပ်လူတွေကိုအသက်ခံရချင်တာမှမဟုတ်ထိခိုက်တဲ့ရချင်းမှရတန်းလိုကြပြီဖြစ်ပါတယ်